ခိုင်ပြည်မောင်တော်မြို့နယ်မှာခီးတဲ့တင်ကားတစ်စီးကိုရိုဟင်ဂျာလက်နက်ကင် RSA အဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့လို့ခီးတဲ့နှစ်ယောက်သေဆုံးပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။ ရခိုင်ပြည်မောင်တော်မြို့နယ်မြို့ရွကျေးရွာရဲ့အရှိဖက်တရာအနီးမှာခရီးသည်တင်ကားတစီကိုရိုဟင်ဂျာလက်နက်ကန်အာဆာအဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံနှစ်ယောက်သေဆုံးပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အရခါတက်တော် AA ကအောက်တိုဘာလ22ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ မော်ရုံမြို့နယ်ကျောက်ပတူကြီးရွာမှာနေတဲ့ကိုထွန်းဝင်းကခီးတဲ့၅ယောက်ကိုတင်ဆောင်ပြီးရသေးတောင်မြို့နယ်ဇေဒီပြင်ကျော့ကနဲ့ဆန်စီစာငရုတ်ဒီအပောင်ဝင်စားသုံးကုန်လေးဝေးပြီးကျောက်ပတူကြီးရွာကိုပြန်လာတဲ့အချိန်မော်ရုံမြို့နယ်မြို့ယူကြီးရွာရဲ့အရှိတ်တဒါအနီမှာအာစာအဖွဲ့ရဲ့ခြုံကိုတိုက်ခိုက်တာခံခဲ့ရတာပါအာစာအဖွဲ့ကကားပေါ်မှာပါလာတဲ့ခီးတဲ့ငါးယောက်နဲ့ကားမောင်းသမားတွေကိုဖမ်းဆီးခေါ်ဆောင်တော့ပြီးတဲ့နောက်အခင်းဖြစ်ပေါ်တဲ့နေရာနဲ့မလန်းမကန်နေရာမှာ ခီးသည်9ရောက်ထက်ကမတ်ဦးဝေဆို30နှစ်နဲ့ကိုနှစ်နိုင်ဆွေ40နှစ်တို့နှစ်ယောက်တရက်နဲ့ပြစ်သက်ခံထားရတာကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်တေဆုံးသူမတ်ဦးဝေဆိုရဲ့တမင်ငယ်ခိုင်မြတ်မွန်အသက်3နှစ်ကိုတော့မင်းခင်ရဲ့အလောင်းဘေးမှာအသက်ရှင်လျက်တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ အလားတူပဲအာဆာအဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ထွက်ပြေးလွတ်မြောက်လာတဲ့ကားမောက်သူကိုထွန်းဝင်းခီးဒီမောက်တန်ထရီ25နှစ်တို့ကိုလည်းဒဏ်ရာများစွာနဲ့ထပ်မံတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်အာဆာနဲ့ ISO လက်နက်ကိုင်တပ်ဖွဲ့တွေဟာအရင်ကနမင်းနဲ့မယူတောင်လန်းချောင်းကနေတဆင်ရခိုင်ပြည်မောင်တော်ခရိုင်မြောက်ပိုင်းအတွင်းကိုဝင်ရောက်လှုပ်ရှားနေတာဆိုပေမဲ့လက်ရှိမှာမောင်တော်တောင်ပိုင်းမှာပါအကြမ်းဖက်လှုပ်ရှားမှုတွေလှုပ်လာနေတာပါလို့ဒေတာခန်တွေကပြောပါရီး တော်မှမှာဖြစ်တဲ့ကိစ္စကြတော့ကျွန်တော်တို့ကရန်အော်တာပေါ့နော်ကျွန်တော်တို့ကမြောက်ပိုင်းကိုပဲကျွန်တော်တို့ကစိုးရင်စရာဖြစ်နေတယ်ထင်တာမြောက်ပိုင်းကဒီအကျန့်ဖက်တွေအားစား RSO တို့လိုမျိုးအကျန့်ဖက်တွေအရေးစိတ်ဝင်တဲ့နေရာမျိုးလေအခုဖြစ်တာကတောင်ပိုင်းဆိုတော့မနေ့ကဖြစ်တဲ့လမ်းကလေအမီရန်တော်လာနေကြတဲ့လမ်းပါပြီဗျာအဲ့ဒီ CD ပြင်ဖက်တိုကြောက်ပန်းလူဖက်ဖက်တိုစိုက်ကြတဲ့အတုံးပြီးစိုက်ကြတယ်ပြီးတော့ကုတင်ကားတယ် ရေးတဲ့တင်ကားတဲ့မကြမ်းကြနေတိုင်းလိုလိုတောင်းနေကြတဲ့လမ်းပဲအဲ့ဒီဖက်တလေမလုံချုံတော့ဘူးဆိုတဲ့သဘောမျိုးပေါ့နော်ဒီလိုကိစ္စတွေအချက်ဖက်မှုတွေအဲ့ဖက်မှလည်းဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့အရင်စိုးရိမ်ပါတယ်အာစာအဖွဲ့ကခြုံခိုတိုက်ခိုက်ပြီးဖန်စီတက်ပြတ်တာအပြင်ဆန်စီစားငရုတ်တီအစာရှိတဲ့စားသုံးကုံတွေအားလုံးကိုလည်းယူဆောင်တော့ခဲ့တယ်လို့ဆိုပါတယ် အလားတူပဲအောက်တိုဘာလ27ရက်နေ့ကလည်းမော်ရော်မြို့နယ်နေသားတော်ဂျီယော့ကို ပြန်တဲ့အရသား၂ယောက်ကိုအာစာအဖွဲ့ကတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်တယောက်သေဆုံးပြီးတော့တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အာစာအဖွဲ့ကဒေတာခံပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဥတီတိုက်ခိုက်နေတာဖြစ်တဲ့အတွက်မလုံခြုံတော့သလိုစိုးရိမ်နေရတယ်လို့ဒေတာခံတွေကပြောပါရင် အာဒီလိုခုလိုလက်နက်ကင်ပြီးတော့ဝင်တိုက်တယ်ဆိုကြတဲ့ကဒီအစ်ဒီလမ်းကြောတစ်ခုတည်းမဟုတ်ဘူးပေါ့နော်ဒီဒွာရင်ကအစားအကုန်လုံးဆုံးရတဲ့နေသားဖြစ်လာပြီအလုံးအမလုံးစီတော်တဲ့နေသားပေါ့အခုပုံနေနေတာကပြတိမမသွားနိုင်တော့ဘူးလေအော်တော့ဘုန်းနေနေတာဒီအစ်ပုံကြီးမှရှိတယ်ကြည့်ရတယ်တော့မှသူတို့ဝင်တိုက်မှာကိုကြောက်နေတဲ့နေသားတို့ဖြစ်လာပြီသူကဒီအစ်ကိုဆစ်လို့တက်တာမဟုတ်ဘူးသူကဒီအကျဉ်းဆက်ပြီးတော့ဒီသူကမှဥဒေရှင်စီစီနေတဲ့ပုံနေနေတော့ဒါကိုပုံကြလို့ရှင်သူကဒီ ကျေးဇူးတင်ဒီမောမတော်ကိုပြစ်တော့တမင်ကြီးချက်ရှိနေလုံးနေလို့လုံးနေတယ်ဟိုဖန်ဆင်းကျေးဇူးတင်ကိုဖန်ပြီးနေတယ်လို့ကျွန်တော်အမှုလို့ရတာဒါအင်ဒီပုံမှန်တော်လာလို့ရအောင်တော်လည်းဒီဟိုအေးတက်ကပဲလူကြီးဟိုတင်းတင်းကျပ်ကျပ်နဲ့ဒီစီမံချောရေးဖို့လို့လည်းအေးမှဒီဖက်ကတော်လာနေရေးမှာပေါ့ ပြီးခဲ့တဲ့ဇန်နဝါရီလ၄ရက်နေ့ကလည်းအဲ့ဒီကြောက်ပဒူဇေဒီပြင်းမယူတောင်ကျော်လဲမှာ အာစာအဖွဲ့ကတရင်နဲ့ပြစ်ခတ်ခဲ့တာကြောင့်ဒေသခံတယောက်တေဆုံးပြီးတော့၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လက်ရှိမှာတော့အရခတက်တော့အေးအနေနဲ့အာစာတက်ဖွဲ့ဝင်တွေကိုလိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။ကျွန်မကိခိုင်ပါ